ါကိုချင်းဆက်ပြီးတော့တောင်းတိုင်းဖုန်တော်ကြီးခန့်ချင်းခန္ဓာကိုစတင်มาဖြစ်ပါတယ်ဒီခန္ဓာမှာအဲအချိန်15မိနစ်မိနစ်20လောက်ကြာမယ်ပထမစိတ်နေနဲ့တောင်းတိုင်းဖုန်တော်ကြီးခန့်ချင်းခန်းလှော်ကိုဖတ်ကြားมาဖြစ်ပါတယ်ဒုတိယအနေနဲ့တောင်းတိုင်းသစ်ကနေပြောတောင်းတောင်းတိုင်းတောင်းကိုလက်ခံကြောင်းကြီးညာပြီးလက်မှတ်ယူထိုးရမှာဖြစ်ပါတယ်ပြီးတတိယအနေနဲ့ professional faith အဲယုံကြည်ရာချက်များဝန်ခံပြီးတော့ကျောင်းတိုင်းသက်ကနေပြီးတော့သာသနာရေးယုံကြည်ချက်အလုံး၁၂ချက်အဲ့ဒါကိုယုံကြည်ကြောင်းအဲ့ဒါကကျွန်တော်တို့တပည့်တော်ကြီးတန်ဃာတို့ရေးထားတဲ့မိစမဆိုတဲ့ယုံကြည်ချက်ချုပ်ပေါ့နော်အဲ့ဒါကိုအလုံးကိုယုံကြည်ကြောင်းသာသနာရေးစင်လာတွေကိုယုံကြည်ကြောင်းပြီးပြီးတော့ word of god ဘုရားရဲ့နှုတ်ကပတ်တော်ကိုလက်ခံယုံကြည်ကြောင်းနောက်ခါအလျောက်ဆိုတာသာသနာကကြီးညာတဲ့ယုံကြည်ရာချက်များကိုလက်ခံယုံကြည်ကြောင်း စသည့်ယုံကြည်အားချက်များကိုဝန်ခံခြင်းအဲ့ဒါလုပ်ရပါမယ်အဲ့ဒါကိုအတီးပြုလက်မှတ်ယူထုတ်မှာ ဖြစ်ပါတယ်ပြီးပြီးဆိုလို့စရုဒ္ဓအနေနဲ့ကျောင်းစာပေါ်လက်တင်ပြီးတော့သာသနာပေါ်မှာသစ္စာဆောင်သည့်ယူသည်မယ်ဆိုတဲ့အကြောင်းကိုလက်မှတ်ယူထိုးကြီးညာရမှာ ဖြစ်ပါတယ်သစ္စာဆောင်သည့်ခြင်းဆရာဂတိပြုခြင်းကိုကြီးညာပြီးတဲ့ချိန်မှာလက်မှတ်ထိုးပြီးအဲ့ဒါကိုမှန်ကန်ကြောင်းတက်တည်ထူပြီးလက်မှတ်ယူထိုးမှာဖြစ်ပါတယ် နံပါတ်9အနေနဲ့ကျောင်းတိုင်းဖုံးတော်ကြီးခန်းအချင်းကို အတီးပြုတ်တည်ခံခြင်းအဲ့ဒါကိုကြီးညာပြီးတဲ့အဆုံးမှာဟောသာသနာတော်အနေနဲ့ဗိမာန်တော်တော်ကို အနေမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာဘာသာသူများမတည့်ရလက်ခုပ်တီးကြိုဆိုခြင်းကိုကျွန်တော်ဆောင်ရွက်ကြမှာဖြစ်ပါတယ်အခုပထမအနေနဲ့ကျောင်းတိုင်းဖုံးတော်ကြီးခန်းအချင်းကိုကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ် ကျောင်းနိုင်ဖုံးတော်ကြီးခန့်ချင်းအောက်တင်လက်မှတ်ရထူထားသောကျွန်တော်ဂန်ကျုပ်ဆရာတော်ကြီး Charles Cardinal Bo သည်တိုင်ပင်ဆွေးနွေးခြင်းဆုတောင်းထောက်ရှုခြင်းများနှင့်ကျွန်တော်အနှင်းထားသောဝိညာဉ်များအားတင့်လျော်သောအမှုတော်များဆောင်ရွက်ပြင်ရန်ဆန္ဒရှိပါ၍ Reverend Father Matthias Onjo A ရန်ကုန်မြို့တာမွေမြို့နယ်ရှိ St Francis of Assisi Catholic သာသနာရေးကျောင်းနိုင်ဖုံးတော်ကြီးအဖြစ်ကဏ္ဍဥပဒေ9နဲ့3 CIC နှင့်အညီအခမ်းအပါသည် ကဏ္ဍ930 CIC နဲ့အညီကျောင်းတိုင်းတာဝန်ကြီးလုတ်ပိုင်ခွင့်များတာဝန်ဝတ္တရားများရပိုင်ခွင့်များနဲ့အခွင့်အရေးများအားဤတာနာရှိပါတော်သူများ၏ဝိညာဉ်အတွက်ပေးအပ်ပါသည်ကျောင်းနိုင်ဖုန်တော်ကြီးအနေဖြင့်သာသနာပိုင်ဆရာတော်မှာပေးအပ်သော အခွင့်အာဏာအရဘာသာသူများအတွက်တိုးတိန်တော်တာဝန်ကိုထမ်းဆောင်ရပါမည်။ကန္နာ919 CIC နှင့်အခြားဖုန်တော်ကြီးများဥပဇင်းများ ဘာသာသူအမှုဆောင်များနဲ့လက်တွဲကတုံတင်ခြင်းတန်ရှင်းစေခြင်းနဲ့စီမံအုပ်ချုပ်မှုဆိုင်ရာအမှုတော်များကို ဆောင်ရွက်ရပါမည်။ကဏ္ဍ928ပိုင်းနှစ်3နှစ်ရန်ကုန်ကံကျိုးသာသနာ၏စီမင်းများနေကြီးမိစားပူဇော်ခြင်း၌ကျင်းပသောကျောင်းတိုင်းဖုန်းတော်ကြီးခန့်အချင်းခန္ဓာကိုဒီကျောင်းတိုင်းတာဝန်ကိုလက်ခံရယူရပါမည်။ဤခန့်အချင်းမိစားသည်မိစား၌တင်သည်ယုံကြည်ခြင်းကိုကျင်ညာခြင်း သာသနာ့ကိုတစ္ဆာဆောင်တည်ခြင်းဆံရဂရီပြုခြင်းတို့ကိုကန္တ633နှင့်အညီဆောင်ရွက်ရပါမည်။ဤခန့်အစာထုတ်ပြီး၍တလအတွင်းဤတောင်းလက်ခံရယူခြင်းကို ဆောင်ရွက်ရပါမည်။တောင်းတိုင်ဖုန်းတော်ကြီးခန့်ချင်းကို ဆောင်ရွက်ရန်ရန်ကုန်ဆောင်မှုဘေကာဖော်ရင်ဖာသာဆိုင်မွန်တေမောင်နှင့်တွေ့ဆုံ၍စီစဉ်ရပါမည်။ကန္တ922 CIC နှင့်အညီဤခန့်ချင်းသည်နှစ်ကာလအကန့်အသတ်မရှိပါသို့သော ာသနာကောင်းကျိုးဂန်ကျိုးဆရာတော်ကြီးဆုံးဖြတ်ချက်အရတိုးရင်းဆိုင်ရာနှင့်ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များရှိလာပါက အခြားသာသနာအမှုတော်ကိုကြောင်းရွှေ့ဆောင်ရွက်ရပါမည်ထို့အပြင်ဂန်ကျိုးသာသနာ၏ဆရာတော်မှကန္နဥပဒေနှင့်ညီဘာသာသူများ၏ဝိညာဉ်ရေးနှင့်စီမံမှုဆိုင်စီမံဆောင်ရွက်မှုအရာကျောင်းတိုင်းဖုံးတော်ကြီးကို တောင်အောင်မှရစဲခြင်းနှင့်ကြောင်းရွှေ့ခြင်းဆံရလွတ်ပိုင်ခွင့်ကိုတောင်တောင်ဝန်ရှိသူကိုတရီပြုရပါမည် ဒီလောက်လောက်ပိုင်ခွေများဆံရခန့်အပ်ခြင်းသည် ကျွန်ုပ်တို့မဟုတ်ကျွန်ုပ်ကိုဆက်ခံတော်သူမှအလုံးစုံတို့မဟုတ်တပိုင်းတစရုပ်သိမ်းမှုတို့မဟုတ်သာသနာစည်းညင်းရအလိုလျောက်ပြည့်ပြည့်သည့်အချိန်ကာလအထိအတည်ဖြစ်ပါသည်ဘုန်းတော်ကြီးចောင်းတိုင်းအဖြစ်အဖြစ်ဤသာသနာရှိသောဘုန်းတော်ကြီးចောင်းကိုအသုံးပြုရပါမည်ဤခန့်အပ်မှုသည်22ရက်4လ2025နေ့မှစ၍အကျိုးသက်ရောက်ပါသည် ဒီเจ้าနိုင်တောင်းဝတရားများကိုလိုလိုလားလားလက်ခံမှုနဲ့တင်ဤယဟန်ဘောအပေါ်တစ္ဆာရှိမှုတော်တွင်တင်အားကျေးဇူးတင်ပါသည်18ရက်4လ2025ရက်ရန်ကုန်၌ပေးအပ်ပါသည်လက်မှတ်ရေးထိုးလျက် Charles Cardinal Bo Catholic Archbishop မော်ဂွန်ထိတ် Father Hagenus Musso ရန်ကုန်ကံကြိုးသာသနာ ခုဒုတိယအနေနဲ့ကျောင်းတိုင်းဖုန်တော်ကြီးတာဝန်ကိုလက်ခံရယူခြင်းကိုချိန်ညားရမှာဖြစ်ပါတယ်ကျွန်တော်ဖာသာမကာရဲ့ဆောင်ကျော်သည် Saint Francis of Assisi သာသနာ၏ကျောင်းတိုင်းဖုန်တော်ကြီးတာဝန်နှင့်အတူလောက်ပိုင်ခွင့်အရရကိုကက်သလစ်သာသနာတော်ကြီးတစ်ခုလုံးနှင့်ရန်ကုန်ကက်သလစ်ဂိုင်းချုပ်သာသနာတော်၏ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီလက်ခံပါသည် တဲ့သက်သေတရားထုတ်ထုတ်ပါနားနေပါနာမည်ယူတော့လေဒေတာ အတိတ်သည်ဖြစ်ဒုဥက္ကဋ္ဌအန်တိုနီဗင်ဆန်မှထူပြီးမှဖြစ်ပါတယ် ကိုဆက်လက်ပြီးတတိယအနေနဲ့ profession I Father Matthias Aungyo with firm faith I believe and profess everything that is contained in the symbol of faith namely I believe in one God the Father almighty maker of heaven and earth of all things visible and invisible. I believe in the one Lord Jesus Christ, the only begotten Son of God, born of the Father before all the ages, gone from God, light from light, true God from true God, begotten, not made, consubstantial with the Father through all things were made. For us men and for our salvation, he came down from heaven and by the Holy Spirit was incarnate of the Virgin Mary and became man. For our sake, he was crucified under Pontius Pilate and suffered death and was buried and rose again on the third day in accordance with the scriptures. He ascended into heaven and he is seated at the right hand of the Father. He will come again in glory to judge the living and the dead, and his kingdom will have no end. I believe in the Holy Spirit, the Lord, the giver of life, who proceeds from the Father and the Son who with the Father and the Son is adored and glorified, who has spoken through the prophets. I believe in one holy Catholic and Apostolic Church. I confess one baptism for the forgiveness of sins, and I look forward to the resurrection of the dead and the life of the world to come. Amen. With firm faith, I also believe everything contained in the Word of God, whether written or handed down in tradition, which the Church, either by the solemn judgment or by the ordinary and universal magisterium, sets forth to be believed as divinely revealed. I also firmly accept and hold each and everything definitely professed by the Church regarding teaching on faith and morals. Moreover, I adhere with religious submission of will and intellect to the teaching which either the Roman Pontiff or the College of Bishops enunciate with the exercise their authentic magisterium, even if they do not intend to proclaim those teachings by the, a definite act.

တစ္ဆာဆောက်တင်ခြင်းဆံရဂရီပြုခြင်းကိုတမချန်းဆောင်ဘောလက်တင်ပြီးဂရီပြုရမှာဖြစ်ပါတယ်ဒီအချိန်မှာတာသနာလုံးတာသနာလုံးဆံရဒီစီကံဥပရိသများကိုလေစာလိုက်နာမီဆိုတဲ့အကြောင်းတာသနာတော်နဲ့တပေါင်းတစည်းတည်းရှိမည်ဆိုတဲ့အကြောင်းခွဲခြားဆက်ဆံမှုမျိုးမရှိဘဲအလုံးကိုတမတမတ်သာသနာနဲ့ဆန့်ကျင်တဲ့အရာတွေကိုမတုံသင်ပါဘူးသာသနာအမွေနဲ့အားလုံးကိုဆက်လက်ထိန်းသိမ်းပါမယ် တော့ဝတ္ထုပစ္စည်းများကိုစနစ်တကျဥပဒေနဲ့ညီထိန်သိမ်းပါမယ်။တာမန်စီစီကံများအထူးစီကံများကို လေစာလိုက်နာပါမယ်ဆိုတဲ့သဘောနဲ့ကျမ်းစာပေါ်လက်တင်ပြီးဂရိသစာပြုအားမှာဖြစ်ပါတယ်။ကျွန်တော်ဖာသာမတားရဲ့ဆောင်ကျော်သည် Saint Francis of Assisi သာသနာ့ရေးကြောင်းလိုက်ဖုံတော်ကြီးတာဝန်ကိုလက်ခံရယူရာတွင်ကျွန်ုပ်၏နှုတ်ထွက်စကားအားဖြင့်၎င်းလှုပ်ဆောင်ချက်များ၌၎င်းကက်သလင်သာသနာတော်နှင့်အစဉ်မြဲတပေါင်းစီတီရှိနေပါမည်ကြောင်းကတိပြုပါသည်ကနဥပရေပါပြတ်တန်းချက်များနှင့်ညီမိသူကိုများခွဲခြားဆက်ဆံမှုမရှိဘဲတတိကြီးစွာနှင့်သစ္စာရှိစွာကျွန်ုပ်၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ပါမည်သာသနာ၏နာမတော်ဖြင့် ကျွန်ုပ်ကအနှင်ထားသောတာဝန်များကိုထမ်းဆောင်ရနိုင်သာသနာတော်၏ယုံကြည်ခြင်းအမွေနှင့်များကိုအားလုံးကိုမြဲမြံစွာထိန်သိမ်းပါမည်၎င်းတို့ကိုကျွန်ုပ်သည်တစ္ဆာရှိစွာ လက်ဆင့်ကံပေး၍ရှင်းလင်းပြတ်သားပါမည်လက်နှင့်၎င်းနှင့်ဆန့်ကျင်သည့်မိသည့်တုန်သင်ဟောကြားခြင်းကိုမဆိုကျွန်ုပ်ရှောင်ရှားပါမည် သန္တာတော်ကြီးအမိနာမဖြင့်ကျွန်ုပ်အားအနှင်းထားသောဝတ္ထုပစ္စည်းများကိုတကဘာလုံးဆိုင်ရာဥပဒေနှင့်ဤဂိုင်းချုပ်သာသနာ၏သမတ်ချက်ဥပဒေများနှင့်ညီကောင်းမွန်စွာနှင့်တစ္ဆာရှိစွာစီမံခန့်ခွဲဆောင်ရွက်ပါမည်ကြောင်းကတိပြုပါသည်သာသနာအားလုံးဆိုင်ရာတမန်စည်းကမ်းများကိုဆောင်လျှောက်လိုက်နာ၍ကက်သလစ်သာသနာတော်၏ဥပဒေများ အထူးသဖြင့်ကာနာဘာဥပဒေပြဋ္ဌာန်းချက်များကိုလေးစားလိုက်နာပါမည် စစ်မှန်သောယုံကြည်ခြင်း၏ဓမ္မပါရဂူများနှင့်တုန်သင်ဟောကြားသူအဖြစ်ဆရာတော်များမှကျင်ညာခြင်းသို့မဟုတ်သာသနာ့အုပ်ချုပ်သူများအဖြစ်ဖန်တီးလှုပ်ဆောင်ရ၌၎င်းခရိယာနန်းခံခြင်း၌လေးစားလိုက်နာပါမည်သို့မှ၍ဖျားခင်သမကျမ်းစာတော်ပေါ်၌လက်တင်သော ကျွန်ုပ်အားကုညီဆောင်မတော်မူပါဖျား မှန်ကန်ကြောင်းတတိခန့်ချက်ဤတစ္ဆာဆောင်တည်ခြင်းဆံရဂရီးပြုခြင်းကိုချိန်ဆ၍ကြီးညာကလက်မှတ်ရထိုးခြင်းကိုကျွန်တော်ဤရှိမောက်၌ဆောင်ရွက်ရာယနေ့တရက်6လ25နေ့ရန်ကုန်၌အတည်ပြုလက်ခံပါသည်ခုနောက်ဆုံးအနေနဲ့ ကျောင်းနိုင်ဘုံတော်ကြီးခန်းအချင်းကိုအတီးပြူတတိခံချက်အောက်တွင်လက်မရည်ထိုးထားသောကျွန်ုပ် Father Simon Temon သည်ရန်ကုန်ကက်သလစ်ဂန်ဂျိုသာသနာတော်ကြီးဆရာတော်ကြီးကာဒီနယ် Charles Bo ၏အထူးကိုယ်စားလှယ်လျက်ချေရကက်သလစ်သာသနာတော်၏အတီးပြူပြီးသားဥပုပ်ကိုယ်ခွဲခြင်းဆံရာဝန်ကြီးတော်ကိုအသုံးပြုလျက်ကန်တော်ဥပဒေနှင့်အညီ Reverend Father Matthias Onjo R. St. Francis of Assisi သာသနာ၏ကျောင်းနိုင်ဘုံတော်ကြီးအဖြစ် တရက်6လ25နေ့၌ခန့်အချင်းကို အတီးပြူတက်တည်ခံပါသည် Reverend Father Matthias Aujodi ယုံကြည်ခြင်းကိုဝန်ခံခြင်းနဲ့ကျောင်းတိုင်းဖုံးတော်ကြီးများ၏တောင်းဝတရားဆံရဂရီတစ္ဆာကိုကျွန်ုပ်ဤမျက်မှောက်၌တရက်6လ25နေ့တွင်ပြုခဲ့သည်မှာမှန်ကန်ကြောင်းတက်တည်ခံပါသည် ခုကျောင်းတိုင်းဖုန်းတော်ကြီးခံချင်းအတီးပြုခြင်းလက္ခဏာဖြစ်ဗိမာန်တော်တော်ကိုအနိုင်မှဖြစ်ပါတယ်အလုံးမတက်ရပြီလက်ခုပ်အော်ပါပြီကျိုးစိုးကြဆို့ ယေကုမောင်မပေါလုံးမမြတ်သမစ္ဆာယေပုဇော်ခြင်း၌ထိုက်တန်စွာပါဝင်ခြင်းပနိုင်ရန်ကျွန်တော်၏ပြည့်များကိုဆစ်ဆဲ၍ဝန်ခံကြစို့ကျွန်ုပ်သည်စေနာကျွန်ုပ်ဖြစ်ပါတရားတော်ကြီးလို့ဖြစ်ပါသံဃာတော်ကြီးတော်ကိုမြတ်စွာဘုရားရှင်ဟန်ခင်တဲ့ကျင့်တော်မှာပါပါကျွန်တော်